ဟယ်လိုအားလုံးမင်္ဂလာပါ BND Food Floor လေးကနေပြန်လဲကြိုဆိုပါရနော်ဒီနေ့ကရှမ်းစစတူဘူးနွေလေးလှူစားဖြစ်လို့လာမြဝေပေးတာပါနော်အရန်ရတာရှိပါတယ်အဲ့တော့တူဘူးနွေလှုပ်ဖို့ဆိုလို့ရှင်ပထမအဦးဆုံးကျွန်တော်တို့ရင်းနှီးဦးအရင်တဲထားတယ်ပေါ့နော်ရင်းနှီးဦးကကျွန်တော်တို့အဖက်ပြုတ်ဖို့အတွက်ပေါ့နော်ဒါကတော့ကျွန်တော်တို့စီမွေးလှုပ်တဲ့ခါကျရင်သုံးတယ်အဲပစ္စည်းလေးတွေပါစီမွေးလှုပ်ရင်ဒီပစ္စည်းတွေသုံးရပါတယ်အဲငရုတိမှုတ်တွေပါတယ်ငရုတိ အကြမ်းမှုပါမယ်ပြီးရင်အမွှေးပေါ့နော်အမွှေးပါမယ်အမွှေးဆိုတာမဆလာအရွက်တွေပေါ့နော်တစ်ချပိုးခေါအောင်ရုပ်တိ6တောက်အာပြီးလို့ရှိရင်နောက်တစ်ခုကနက်နက်ပွင့်လို့ရှိရင်ကိုယ်ထဲမှာကျွန်တော်တို့မီးပူပေါ်မတင်မဲနဲ့စီအရင်တည်ထားလိုက်ပေါ့နော်စီစီအရင်စီထဲမှာတော့အဲလျှောက်ကောစေးတစ်ချပိုးခေါင်းနက်နက်ပွင့်နဲ့ဒီငရုတ်တိ6တောင်းပေါ့နော်ဒါတွေကိုကျွန်တော်တို့ထည့်ထားပြီးတော့ အဲစီမွေးလို့ပဲပေါ့နော်ဒါကတော့ကျွန်တော်စီမံဒီမှာလွတ်လပ်ကူနောက်ပဲလို့ရဆိုကုတီယိုဖက်ပဲရှိတယ်ပေါ့တကယ်တော့ဆန်စည်းဖက်ကိုသုံးလဲရပါတယ်အဲဆန်စည်းဖက်အလွယ်တကူမရလို့ပေါ့နော်ဒါကတော့ဒီနည်းစုလာတော့ကုတီယိုဖက်ကျွန်တော်တို့ပြုတ်လိုက်တာပါဒီအဖက်ကလည်းဆန်စည်းနဲ့တူတာဖြစ်တဲ့အတွက်ကျွန်တော်ကတူဝူးနည်းရဲ့အဖက်နေရာမှာဒီကသုံးထားပေးပါတယ်ကုတီယိုဖက်ကလေးကိုသုံးထားပေးပါတယ်နော်အဲပြီးတော့ဒါကကုတီယိုဖက်ကိုကျွန်တော်တို့ပြုတ်ပြီးတော့အဲ တေချာရေအေးနဲ့တေချာဆေးအောင်ဆေးပေါ့နော်ရေအေးနဲ့တေချာဆေးပြီးတော့အေးခံထားပါတယ်ဒီချာအများနည်းနည်းနှစ်ထုပ်လောက်ဆိုလို့ရှိရင်တော့တော်တော်များများစားရတယ်ဗျာနော်အဲကျွန်တော်တို့ရေအေးနဲ့တတိရှာရှာလေးဆေးပြီးတော့ထားရပါမယ်ပြီးလို့ရှိရင်တော့ဒါမီအေးအေးလေးနဲ့ကျွန်တော်တို့ဒါစီမွေးချက်တာပေါ့နော်စီမွေးချက်တဲ့ခါကျရင်အမှအဲကရဝေးခောက်တို့ကရဝေးရွက်တို့ပေါ့နော်ဒီ၆ကော အဲ့အဲ့ဒါလေးတွေကိုမီအေးအေးလေးနဲ့ကျွန်တော်တို့အနှံ့လေးတွေမွေးလာတဲ့အထိအဲစီတက်ပါမယ်စီမွေးလုပ်ထားတဲ့သဘောပေါ့နော်ဒီအနေထားရောက်လာပြီဆိုလို့ရှိရင်တော့မွေးလာပြီဆိုရင်ကျွန်တော်တို့အောက်အမီဖို့အောက်ကိုချလိုက်မယ်ချပြီဆိုလို့ရှိရင် ခုနကငရုတ်တိအကြမ်းမဟုတ်ပေါ့နော်ငရုတ်တိအကြမ်းမဟုတ်ကိုကျွန်တော်တို့အဲ့ဒီမီဖို့အောက်ကိုချပြီအဲ့စီကူထဲမှာမငရုတ်တိအကြမ်းမဟုတ်ထည့်ပါမယ်မဟုတ်ရင်တော့ငရုတ်တိလေးတွေကတူးသွားရင်ပို့ပြီးတော့စားလို့မကောင်းဘူးပေါ့နော် ငယုတ်ဒီမှုတူးသွားမှာဆိုလို့ပါဒါကတော့မဆလာပေါ့နော်မစီမွေးတွေမဆလာအမှုန်လည်းထက်ထဲပါတယ်မဆလာတိတ်မကြိုက်ဘူးဆိုလို့ရှိရင်တော့လည်း short ထဲပေါ့နော်ဒါပေမဲ့ तू ကမှုမွေးလေးဖြစ်စီရယ်ပေါ့နော်ဒါကတော့အသက်ပဲနော်အဲ့တော့ပြီးရင်တော့ငယုတ်ဒီအောင်တင်ဖို့ငယုတ်ဒီအောင်တင်မှုကိုထဲပါတယ်စီစူနေတော့ပေါ့နော်ဒါမိဖို့မှာမဟုတ်ဘူးနော်မိဖို့မှာဆိုရင်တော့ကျွန်တော်တို့အဲတူးသွားနိုင်ပါတယ်ဒါကတော့မိဖို့အောက်ချပြီးမှစီမွေးချက်တာပြီးသွားပါပြီ ဒါကတော့ကျွန်တော်တူဘူးနေဖြစ်တာဖြစ်တဲ့အတွက်ပဲစိတ်မုတ်အဲတုံးထုပ်ကိုတုံးထားပါတယ်ကျွန်တော်တို့ပဲစိတ်မုတ်တုံးထုပ်ကိုရေဖြော်ထားမယ်ပေါ့နော်ဒါတူဘူးနေအတွက်ကျွန်တော်တို့အဲအဖက်အရေလောက်တာပါနော်တူဘူးနေရေပေါ့နော်တူဘူးရေတူဘူးရေကိုဒီလိုမျိုးတေချာကြေဝါအောင်တချို့ကတော့ဆက်နေကြိတ်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာအဲဇွန်းနဲ့ပဲတေချာမှွေထားပါတယ်ပြီးရင်တော့ရင်သွေး တဲ့ရင်းရွေးတည်ထားတဲ့ထဲကိုကျွန်တော်တို့စားထည့်တဲ့တကြားထည့်မယ်ဒီကိုလိုချင်တဲ့ဘောနော်စစ်တောင်းမုတ်ထည့်လိုက်ရတယ်ရှုံမုတ်တစ်ခါတည်းထည့်ပြီးတော့စီရတော့6ဆွန်းလောက်သုံးထားပါတယ်စီ6ဆွန်းလောက်သုံးထားတယ်သုံးထားပြီးလို့ရှိရင်ကျွန်တော်တို့စုအောင်တည်ထားမယ်ဘောနော်စီ6ဆွန်းသုံးထားတယ်စုသွားပြီဘောနော်စုသွားတဲ့ခါကျရင်အယောင်လှဖို့ရန်အတွက်မက်ဆလာမက်ဆလာကိုကျွန်တော်တို့ထည့်ပြီးတော့ sorry မက်ဆလာမဟုတ်စနွင်းပေါ့နော်စနွင်းကိုထည့်ပြီးတော့ကျွန်တော်တို့ အမွေထားပါမယ်ပြီးလို့ရှိရင်တော့အဖက်အဖက်တွေမဖြစ်ဖို့ရန်အတွက်ကျွန်တော်စကားလေးနဲ့စစ်ပြီးတော့ဒီခုနကအပယ်အစိမ့်မဟုတ်ကြိုထားတဲ့ဟာကိုကျွန်တော်တို့မွေမယ်ပေါ့နော်မွေထားပြီးဒါတော့ကျွန်တော်ထည့်ပြီးစားမယ်အဲလူရှင်ကြိုက်လေလူရှင်ထဲစားပါတော့တကယ်တော့ကျွန်တော်တို့ကြက်သားဆိုကြက်သားဝက်သားဆိုဝက်သားသုံးလို့ရပါတယ်ပဲငံပြားရဲ့အကြီးသုံးတယ်အနောက်သုံးတယ်အဲပြီးလို့ရှင်ဒါအဖက်ပေါ့နော်ကျွန်တော်တို့ဒါပြင်ပြတာပေါ့နော်ဒါတူဘူးနွေးလေးပေါ့နော် တူဘူးနွေးရကျွန်တော်တို့တူဘူးနွေးအရင်ထဲတယ်တူဘူးနွေးအရင်ထဲတယ်ပြီးလို့ရှင်ပဲငံပြားရဲ့အကြီးထဲမယ်ပြီးလို့ရှင်တော့ပဲငံပြားရဲ့အနောက်တစွန်းထဲတယ်အကြီးတစွန်းထဲတယ်ပြီးလို့ရှင်တော့နောက်ဆုံးမှာစီမွေးစီမွေးပေါ့နော်စီမွေးလေးမွေးလေးထည့်တယ်အဆက်မကြိုက်ရင်တော့အဆက်ချော်ဖို့ပြောချင်ပါတယ်နော်ဒါပေမဲ့ तू ကတော့ဆက်ဆက်စိတ်စိတ်လေးစားလို့ကောင်းတာပေါ့နော်မွေးလေးစီမွေးထည့်တယ် စီမွေးထည့်ပြီးလို့ရှိရင်နှမ်းပေါ့နော်နှမ်းနဲ့နှမ်းလေးနှမ်းလေးထည့်မယ်ပြီးလို့ရှိရင်ကျက်တော်မိတ်ထည့်မယ်ပြီးလို့ရှိရင်မြေပဲထည့်မယ်ပေါ့နော်ဒါကျွန်တော်တို့နောက်ဆုံးပွဲပြင်ပါပြီအဲတူဘူးမှာအရသာရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့တခြားအရသာဘာမှထပ်ထည့်စရာမလိုတော့ပါဘူးအဲဒါကျွန်တော်တို့တူဘူးနွေးလေးရှမ်းဆဆာအရင်ရတာရှိတဲ့ရှမ်းဆဆာတူဘူးနွေးလေးရတော့ပါပြီ မဆားရတာကြတော့အဲ့နေရာနှစ်ပကံဆွဲလိုက်တယ်ပေါ့နော်ဗီဒီယိုလေးအစအဆုံးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုလို့ရှိရင် like and share comment လေးပြုလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်